မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်များကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရခိုင်တပ်တော် AA မှနာမခဌာနချုပ်တို့ထိုးစစ်ဝင်လာမှုစစ်အာဏာရှင်ရွေးကောက်ပွဲမတိုင်မီပြင်းထန်လာသောစစ်အခြေအနေ 2025ခုနှစ်အောက်တိုဘာလ28ရက်နေ့တွင်ရခိုင်ပြည်နယ်အတွင်းစစ်ရေးအခြေအနေသည်ပုံမမြင့်တက်လာနေပြီးအထူးသဖြင့်မကွေတိုင်းရှိနာမခနေမြေကာကွယ်ရေးအဖွဲ့ဌာနချုပ်တည်ရှိရာဗဟိုဧရိယာသို့ရခိုင်တပ်တော် AA အင်အားစုများကထိုးစစ်ဝင်ရောက်လာကြောင်းဒေသခံများနှင့်တပ်နှင့်နှီးဆက်သူတွေထံမှသိရပါသည်နာမခတိစစ်ကောင်စီလက်အောက်ခံလုံခြုံရေးဌာနတစ်ခုဖြစ်ပြီးရွေးကောက်ပွဲပြင်ဆင်မှုများအတွက်အဓိကတာဝန်ရှိသူများအဖြစ်အစိုးရသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းနေကြသည် ထို့ကြောင့် AA တပ်ဖွဲ့ဤထိုးစစ်လှုပ်ဆောင်မှုကိုရွေးကောက်ပွဲမတိုင်မီစစ်ကောင်စီအာဏာအခြေခံအဖွဲ့အစည်းများကိုချိုးဖောက်ဖျက်ဆီးရန်ရည်ရွယ်ချက်ရှိသည်ဟုစစ်ရေးစုံစမ်းသူများကတုံ့တက်ထားကြသည်ဒေသခံများကနမခယုံအနီးမှာမင်းညပိုင်းကလက်နက်ကြီးတန်တွေမော်တာအုံတန်တွေနဲ့တပြိုင်နက်တည်းမှာလေယာဉ်တန်တွေပါကြားရတယ်စစ်တပ်ကလည်းတုံ့ပြန်ပစ်ခတ်နေကြတာမြင်ရတယ်ဟုပြောပါတယ် ထိုတိုက်ပွဲသည်ရခိုင်တပတ်ကတိကမှစတင်ခဲ့သောရခိုင်တပ်တော်၏စစ်စင်ရေးတစိ့တပိုင်းအဖြစ်ပြီးနမခဌာနချုပ်နှင့်ပတ်သက်သည့်ဌာနဆိုင်ရာအဆောက်အအုံများကိုလုံးဝလက်လွတ်မပေးရန်အဓိကရည်ရွယ်ထားသည်ဟုဆိုကြသည်တဖက်မှစစ်ကောင်စီဘက်ကလည်းနမခဌာနချုပ်အနီးသို့လေတပ်နှင့်တပ်မတော်အင်အားတချို့ပေးပို့ထားပြီးညအခိုက်အတန့်တိုင်းတွင်လေကြောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေကြောင်းသတင်းများထွက်ပေါ်လာသည်လူတချို့ကလည်းမြို့အပြင်ကိုထွက်ပြေးနေကြရတယ်ဟုပြောဆိုပါရယ်မြန်မာနိုင်ငံတွင်စစ်အာဏာရှင်အဖွဲ့ကရွှေကောက်ပွဲပြင်းစစ်နေချိန်တွင် ဘဟုအနာအုတ်ချုံမှုအဆောက်အုံများကိုတပတ်သက်ထိုးဖောက်မှုများလှုပ်ဆောင်နေခြင်းသည်စစ်ရေးအ мян တုံ့ပြန်မှုတစ်ခုအနေနဲ့သာမကနိုင်ငံတကာအ мян တဲတွင်လည်းစစ်အာဏာရှင်ဤတည်မြဲမှုကိုတတ်သိမပြနိုင်တော့သည့်အခြေအနေတစ်ခုအဖြစ်သုံးသပ်ခံနေသည်နမခဌာနချုပ်အနီးတွင်စစ်တပ်ဘက်မှလက်နက်ကြီးများတပ်ဆင်ထားတော်လဲအေအေတပ်ဖွဲ့များကတောင်အုပ်ချင်းများမှလှုပ်ရှားပြီးစစ်အကွာဝေးအနေငယ်နဲ့ဝင်တိုက်နေကြောင်းသတင်းများလည်းရရှိလာသည်ဒီတိုက်ပွဲအပေါ်မှာရခိုင်ပြည်သူအများကလည်း အစိုးရဘက်အဖွဲ့များထက် AA ပေါ်တန်တမှန်နဲ့ထောက်ကမ်းမှုပိုများလာနေကြောင်းသတင်းထုတ်ဖော်သူများကပြောကြားသည်။နာမခဌာနချုပ်သည်စီအာနာရှင်အခြေခံအဖွဲ့တစ်ခုဖြစ်သည့်အတွက်ထိုနေရာတုတ်တင်ခြင်းကို AA အတွက်စီရေးအရေးကြီးမှုရှိသောအဆင့်အနည်းနဲ့တတ်မှတ်နိုင်သည်။တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန်တွင်လည်းစစ်ကောင်စီဘက်ကမြည်သည့်အကြောင်းအရာမှတုံ့ပြန်ချက်မထုတ်ပြန်သေးပါ။တရင်အနှစ်ချုပ်နမခဌာနချုပ်အပေါ်ရခိုင်တပ်တော် AAE ထိုးစစ်သည့်တာမန်တိုက်ပွဲတစ်ခုမဟုတ်ပါ ၎င်းသည့်ရွေးကောက်ပွဲမှတိုင်မီစစ်အာဏာရှင်၏စီးမြင်ကြကြအုပ်ချုပ်မှုကိုညှော်မှန်းချက်မဲ့အောင်ဖျက်ဆီးခြင်းဖြစ်တဲ့ကဲ့သို့မြန်မာနိုင်ငံအတွင်စစ်အင်အားအချို့အစားကိုပြန်လည်ပြောင်းလဲသွားစေနိုင်မည့်တိုက်ပွဲတစ်ခုဖြစ်လာနိုင်သည်ဆလပီ AAC ဦးစီးချုပ်ဖိုးချုပ်ထွန်းမြတ်နိုင်ရှိနေသည့်နေရာကိုဘုံကျဲပြီးတပုံမှန်သည်အပြက်ချအမည်ဖြောက်ရမည်ဟုကြံ့ဖို့ပါတီဤနေပြီးတော့နေမည်ဥက္ကဋ္ဌအမလောင်ဖူးလက်လှဆွေကြွေးကြော်ရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ အာရကတက်တော် AAE COC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိနေသည့်နေရာကိုပုံကျဲပြီးတပုံမှန်သမျှအပြက်ချအမြင့်ဖြုတ်ရမည်ဖြစ်ကြောင်းကြက်ဖွဲ့ပါတီ၏နေပြည်တော်နယ်မြေဥက္ကဋ္ဌအမတ်လောင်ဘူးလတ်လဆွေကကြွေးကြော်ပြောဆိုလိုက်ပါတယ်နိုဝင်ဘာလ10ရက်နေ့၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာတက်ဆင်ထို့သို့ပြောဆိုလိုက်ခြင်းဖြစ်ပြီးလက်ရှိအချိန်မှာငင်းချမ်းရေးဆွေးနွေးရမည့်အချိန်မဟုတ်တော့ဘဲအပြတ်ချရမည့်အချိန်ဖြစ်ကြောင်းတပုံမှန်သမျှအမြင့်ဖြုတ်ရတော့မည်ဖြစ်ကြောင်းငင်းချမ်းရေးစကားပြောဆိုခဲ့သည့်မှာများနေပြီဖြစ်ကြောင်းလှဆွေကထို့သို့ပြောဆိုသွားခြင်းဖြစ်ပါသည် ကျွန်တော်ကဦးလာဆွေဘူးလက်လက်ဆွေလို့လဲခေါ်တယ်ကျွန်တော်က KIA မင်းတို့ရွှေလက်နဲ့ခေါ်တော့လာရင်လာမလာလို့ရှိရင်ဘူးလက်လွတ်လိုက်ရမလားလို့လွတ်တော်မှာမေးခွန်းမေးခဲ့တဲ့ကောင်ကျွန်တော်ကလိုင်စာကိုဘုံချဲဖို့လေကျွန်တော်တိုက်တွန်းခဲ့တယ်ဒီလိုပဲဘယ်တဘုံမှမဆွေးနွေးဘူးငင်းချမ်းရေးဆွေးနွေးပွဲကျွန်တော်မထင်နေကျွန်တော်ဘယ်တော့မှမဆွေးနွေးဘူးစကားပြောတာများနေပြီများနေပြီအပြတ်ချမေးကျွန်တော်အမလိုင်းအမလိုင်းနဲ့မှပဲပါတယ်ကျွန်တော်ကအပြောလိုက်မဟုတ်ဘူး အီယောအီယောနဲ့ငဖဲတိုးတိုးမဲ့အထဲမှာကျွန်တော်မပါဘူးအပြက်ချမဲ့အဖွဲထဲမှာပါတယ်လာမဲ့အေအေတပုံထိုးမြနိုင်ပင်နာမှရှိမလဲရှိတဲ့နေရာဘုံကျဲမဲ့အပြက်ချမဲ့အမြင့်ဖြုံမဲ့ဒါပဲလာမဆွေးနွေးနေဆွေးနွေးမဲ့အထဲမှာကျွန်တော်မပါဘူးဟုဘူလလဆွေကပြောဆိုပါတယ်ဘူလလဆွေသည်ချက်ဖွဲ့ပါတီ၏ဗဟိုကော်မတီဝင်ဖြစ်ပြီးနေပြီးတော့ကောင်စီနေမီဥက္ကဋ္ဌဖြစ်ကပုပ္ပတိတိမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စည်ရင်းသွင်းထားသူလည်းဖြစ်ပါတယ် ။ရှင်ပြင်းနေပြီးတော့စေယုံကလည်းရခိုင်ပြည်နှင့်ပလောဝမြို့နယ်အတွင်တည်ရှိနေနိုင်သည့်ဘိုးချုပ်ထွန်းမြတ်နိုင်ဤတီနီယာနှင့်အေအေယုံဌာနချုပ်ကိုစုံစမ်းဖော်ထုတ်ရန်အော်တိုဘာလနှောင်းပိုင်းအတွင်ပြုလုပ်ခဲ့သောရခိုင်စည်ရေးဒေသဆိုင်ရာအစည်းအဝေးတွင်ညွှန်ကြားခဲ့ကြောင်းနေပြီးတော့စစ်ဘက်တရင်ရင်းမြစ်ထံမှသိရပါသည်။ဆလပီတထုံမျိုးနယ်တွင်စည်ရေးလှုပ်ရှားနေသည့်စစ်ကောင်စီပူပေါင်းပြူစောထီတပ်ဖွဲ့တရက်ထဲနှစ်ကြိမ်တိုက်ခိုက်ခံရသည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ် KNU ကရဲအမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေအမှတ်1တပ်မဟာ ဒုသထုခရိုင်တထုံမြို့နယ်တွင်စစ်ရေးလှုပ်ရှားနေသည့်စစ်ကောင်စီပူပေါင်းပြူစောထီတပ်ဖွဲ့များသည်နိုဝင်ဘာလ9ရက်နေ့တွင်နှစ်ကြိမ်တိုက်ခိုက်ခံရတယ်လို့ KNL တရင်နှစ်တာဝန်ရှိသူမှပြောပါရယ်တိုက်ခိုက်ခံရတဲ့စစ်ကောင်စီပူပေါင်းတပ်များသည်နိုဝင်ဘာလ9ရက်နေ့နေ့လယ်တနားရီကျော်အချိန်တွင်ရွှေရောင်ပြကြေးဝါနှင့်ခလောက်အင်းချတွင်နှစ်ကြိမ် KNL ပူပေါင်းတပ်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါရယ်တဆက်ထင်းမှာပဲထိုနေ့မိုးလွယ်ပိုင်း3:42မိနစ်အချိန်တွင် မယန်းကုန်းရွာလန်းဆက်နေရာတွင်တကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဟုအဆိုပါတာဝန်ရှိသူကဆိုပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်ညနေပိုင်းတွင်စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များသည်မော်လမြိုင်ရန်ကုန်လမ်းပိုင်းမိုးကောင်းချေးရွာဘက်သို့ပြန်ဆင်းသွားသည်ဟုသူကဆိုပါတယ်။နှစ်ဖက်ထိတွေ့တိုက်ပွဲတွင်စစ်ကောင်စီဘက်ထိခိုက်ဒေဆုံးမှုအခြေအနေကိုမသိရှိရသေးဘူးလို့ပြောကာမိမိတို့ KNL ပူးပေါင်းတပ်ဖွဲ့ဘက်မှထိခိုက်မှုလုံးဝမရှိပါဟုအဆိုပါတာဝန်ရှိသူမှဆိုပါတယ်။ KNU အမတ်တက်မဟာတွင်အကြံဖက်စစ်ကောင်စီကျင်းပမဲ့အတူရောင်ရွေးကောက်ပွဲတွင် မိခင် KNU အစီအယုံဤသဘောထားအတိုင်းစက်ကျင်ကပ်ကွက်ခဲ့ပြီး KNU ဒုသထုခရိုင်ဥက္ကဋ္ဌစောစိုးမြင့်ကိုလည်းရွှေကောက်ပွဲနှောက်ရှက်ဟန်တာမှုဖြင့်တထုံမျိုးနယ်တိန်စိတ်ရဲစခန်းမှအမှုဖွင့်ထားသည်ဟုသိရပါသည် KNU အမတ်၁တပ်မဟာတိုင်းသားကြေးပါ၂၀ဒီတာများတွင်အကြံဖက်စစ်ကောင်စီမှဂျုံလေးရင်များဖြင့်ခင်းထမှုများဇက်တိုက်လုဆောင်လျက်ရှိသည့်အပြင်ဘုံကျဲမှုများလည်းရှိပြီးစစ်ကောင်စီအခြေဆိုင်စခန်းအမတ်၉တပ်ရဲနှင့်ဇီးဝန်းအမြောက်တပ်၃၁၄မှလက်နက်ကြီးများရန်တန့်ပစ်ခတ်ပြီး အရက်သားပြည်သူများနေထိုင်ရာကြီးရွာများအတွင်သို့ရည်ရွယ်ချက်ရှိရှိဖြစ်ခတ်မှုများရှိနေပါသည်။အစံဖက်စစ်ကောင်စီသည်အုပ်စုဖွဲ့စည်းထားပါတီများကျင်းပသည့်လူတစုအာဏာဇက်တီမြဲအုပ်ချုပ်နိုင်ရန်ကျင်းပမဲ့အထူးရောင်ရွေးကောက်ပွဲအချိန်ကြီးလာသည်နှင့်အမျှသမတ်နေမြများထိန်းချုပ်နိုင်ရန်နေပြည်တော်စစ်ထက်ဝေဟင်စစ်စင်ရေးကိုပုံမှုလှုပ်ဆောင်လာသည်ဟုဒေသခံသတင်းရင်းမြစ်ကဆိုပါသည်။ဆက်လက်ပြီးကဗလူတိုးခိတ်အနီးအင်အား20ခန့်ဖြင့်အရေးယူနေသည့်စစ်သားများတိုက်ခိုက်ခံရပြီးစေဦးသေးဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းမန္တလေးမုံရွာကားလမ်းပေါ်ကကန်တလူတိုးခိတ်အနီးအင်းအား20ခန်းနဲ့လုံခြုံရေးလာယူတဲ့အကြမ်းဖက်စစ်သားတွေကိုတိုက်ခိုက်ခဲ့ရာအများအပြားသေဆုံးခဲ့တယ်လို့လင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့ကဒီနေ့သတင်းထုတ်ပြန်ပါတယ်။စကိုင်းမြို့တပ်မ33ကနေမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့အင်းအားဖြည့်တင်းဖို့သွားမဲ့စစ်ရင်တန်းအတွက်လုံခြုံရေးရှုဖို့ဩဂုတ်လ23ရက်မှာကန်တလူတိုးခိတ်အနီးဂုံရွာကျေးရွာထိပ်ရှိရေမြောင်းဖောင်ပေါ်ရောက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုအလေးအငိုက်စီးနှဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ တိုက်ခိုက်ခံရတဲ့အကြံဖတ်စစ်သား၁၀ယောက်တည်ဆုံးခဲ့ပြီးလက်နက်ကောက်ဖို့ကြိုးစားခဲ့ပေမယ့်ကန်တလူတိုကိကစစ်တပ်စစ်ကူတွေရောက်ရှိလာတဲ့အတွက်ဒေါ်လန်ရဲ့ရဲဘော်တွေပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။အဆိုပါစစ်စင်ရေးကိုလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီးဒေါ်လန်ရဲ့ရဲဘော်တွေအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကအထိနာသွားတဲ့အကြံဖတ်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်တွေရန်ကပစ်ခတ်ခဲ့ပြီးကုန်းရွာတွေကနေအိမ်နှလုံးကိုလည်းမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှင်လန်းချမ်းမြေကြပါစေရှင်။